မင်္ဂလာပါမြစီမားရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေမြစီမားရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်ငလင်ဘေးအန္တရာယ်ရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တင့်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမားရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျက်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိ ဖိုင်းဒိုမီတာ31မီတာ9.43မဂါဟက်စ်ကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိဖိုင်းဒိုမီတာ16မီတာ17.5မဂါဟက်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ဧပြီလ26ရက်စနေနေ့မနက်ဖြန်မြစီမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီ။ကျမတော်ရွှေနွယ်ပါ။ဒီနေ့မနာဆင်ကြမဲ့တဲ့ရင်တွေကတော့အညာကတက်တွေစူးစီးနိုင်မှုဘာတွေလိုအပ်နေသလဲဆိုတဲ့သတင်းနဲ့အတူ ီလက်မြေဈေးတင်ရောက်တဲ့ဆိုင်60ကျော်ကိုအေးအေးယူမယ်လို့စစ်ကောင်စီပြောတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ကြပါမယ်။အဲဒီနောက်မှာတော့နိုင်ငံတကာသတင်းနဲ့အတူတိုင်းနာဒေတာနဲ့တော်လိုင်းဒေတာတွေတဲ့ကသတင်းချောင်းရတွေကိုတင်ဆက်ထားတဲ့ NMG Radio အစီအစဉ်တို့ကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးမှာပါရှင်။ နောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ကြရပါမယ်။လက်တလောကလာမှာပြည်လက်မြေစိတ်တင်ရောင်းချတဲ့ဆောက်လွေပစ္စည်းအယောင်ဆိုင်62ဆိုင်ကိုဥပဒေနဲ့အညီအေးယူနိုင်ရင်ဆောင်ရွက်လျက်ရှိတယ်လို့စစ်ကောင်စီကဧပြီလ24ရက်နေ့မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဧပြီလ23ရက်နေ့မှာဆိုင်မောင်း320ကိုကိုယ်စင်စစ်စစ်ချက်အယောင်ဝယ်ရင်စိတ်ဓာတ်အမြတ်30ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းထိရောင်းချတဲ့ဆိုင်30ဝယ်ရင်စိတ်ဓာတ်အမြတ်35ရာခိုင်နှုန်းနဲ့အထက်ရောင်းချတဲ့ဆိုင်က32ဆိုင်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်ဘီလက်မြေဧတွေကိုမတမာတဲ့နီလန်နဲ့ပြုလုပ်ရောင်းချနေတဲ့တောင်ကြီးမြို့မှာရှိတဲ့ပြည်ဆောင်အောင်အိမ်ဆောင်ပစ္စည်းရောင်းဆိုင်ပိုင်ရှင်ဦးစိုးတင်အောင်အပါအဝင်၈ဦးကိုလည်းအရေးယူသွားမှာဖြစ်တယ်လို့စကောင်စီကပြောပါတယ် သူတို့ကိုဥပဒေနဲ့အညီအေးအေးယူနိုင်ရင်ဆောင်ရွက်လျက်ရှိကြောင်းစကောက်စီကဆိုပေမဲ့လည်းလက်ရှိမှာတော့ဖမ်းဆီးထားခြင်းရှိမရှိနဲ့ဘလို့အေးအေးယူဖို့ရှိသလဲဆိုတာကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။အားပြင်းငလင်လောက်ခံမှုနဲ့ဆက်ဆက်ပြီးတော့ဈေးကွက်မှာဘီလက်မြေဝဲလိုအာမြင့်တက်ခဲ့တာကြောင့်အစားမတန်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိစေရေးနေပြီးတော့ရန်ကုန်မန္တလေးပဲခူးစကိုင်းနဲ့ရှမ်းပြည်တို့မှာရှိတဲ့မြို့ကြီးတချို့မှာစားလို့ရပစ္စည်းရောင်းဆိုင်320ကိုကွင်းစင်းစစ်ဆေးခဲ့ရာဒီလိုတွေ့ရှိခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ ိမ်ဆောင်ပစ္စည်းတွေကိုဈေးနှုန်းမြန်မာစွာမြင့်တင်ရောင်းချသူတွေကိုလည်းဆက်လက်ဖော်ထုတ်ရေးယူနိုင်ရင်ဆောင်ရွက်နေတယ်လို့ဆိုထားပါတယ်။စတက်ကအာနာသိမ့်ပြတဲ့နောက်ဗီလက်မြေအပါဝင်ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေကိုတစားတက်တစားမြင့်တက်လာခဲ့ပြီးတော့အင်အားပြင်းကလေးမလောက်ခတ်ခင်ကလည်းဈေးကွက်ထဲမှာဗီလက်မြေပြက်လက်ကဈေးနှုန်းမြင့်တက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ။မက်စလန်28ရဲ့နေငလျင်လောက်ခတ်မှုနောက်မှာတော့ရန်ကုန်ပံဝင်မြို့တချို့မှာဗီလက်မြစ်တဲကိုကြက်3000ကနေ4000ကျော်အထိမြင့်တက်သွားတယ်လို့ဒေသခံတွေရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြချက်တွေရသိရပါတယ်။အာနာမသိငင်ကဗီလက်မြစ်တဲကိုကြက်9000သာရှိခဲ့ပြီးအင်အားပြည့်ငွေလင်းမလောက်ခတ်ခင်ကတော့တအိတ်ကိုကြက်1000ကျော်ရှိခဲ့တာဖြစ်ပါတယ်။ ငလင်တန်တင်းခဲ့တဲ့မန္တလေးမြို့မှာလက်ရှိဘီလက်မြေတဲကို7,600ကနေ3,000ဝန်းကျင်ရှိတယ်လို့စားလို့ရပစ္စည်းအယောင်ဆိုင်နဲ့စားလို့ရလုပ်ငန်းတွေထံကသိရပါတယ်။ဘီလက်မြေစင်းတို့မြင့်တက်နေတယ်လို့ပဲမှာယူရမှာလဲအချိန်ကျန်းကြာမှုတွေကြုံတွေ့နေရတယ်လို့စားလို့ရဝန်ထမ်းတို့ကလည်းပြောပါတယ်။ငလင်တန်ကြောင့်ဘီလက်မြေစက်ရုံတချို့ထိခိုက်ခဲ့တဲ့အတွက်ပစ္စည်းအလုံးလောက်မထုတ်လုံနိုင်တာစက်ရုံကထွက်လာတဲ့ပစ္စည်းတွေကိုအယောင်ဆိုင်တွေကကွဲစားတွေကတစင်ပြောင်းဝယ်ရတာ ကားနဲ့တည်ယူပို့ဆောင်ရမှာတစားကဈေးနှုန်းတွေမြင့်တက်တာစတဲ့အခြေအနေတွေကြောင့်ဈေးတက်လာတယ်လို့လက်ရှိမှာဘီလက်မြေတဲကိုကျပ်2600နဲ့ရောင်းချနေတဲ့မန္တလေးမြို့ကဆောက်လုပ်ရေးပစ္စည်းဆိုင်တခုက ပြောပါတယ်စကောင်းစီရဲ့စီးပွားရေးနယ်ကူတန်းရောင်းဝယ်ဝင်ကြီးဌာနရဲ့ဧပြီလ22ရက်နေ့သတင်းဖော်ပြချက်တစ်ခုမှာစားလုံးရေလုပ်ငန်းတွေအတွက်အခုကာလအတွင်းမှာလိုအပ်တဲ့ဘီလက်မြေကိုပြည်ပကနေတင်သွင်းခွင့်ပြုထားပြီးတော့ဘီလက်မြေတင်ဆောင်လာတဲ့ရေရင်တွေအပတ်စဉ်ဆက်လက်ရောက်ရှိနေတယ်လို့យေတာထားပါတယ် ဒါအပြင်ဧပြီလ24ရက်နေ့ထုတ်စကောင်စီထိန်ချုပ်ကျင်းမုံသတင်းစာမှာလဲ maximum တောင်ဖီလာဗီလက်မြေဆယ်ယုံကနေပြီးတော့နေစဉ်တန်ချိန်1500ကနေ1800အထိထုတ်လုပ်ရောင်းချပေးလျက်ရှိပြီးအများပြည်သူနဲ့သက်ဆိုင်တဲ့အစအုံတွေဝင်ကြီးဌာနတွေအတွက်တိတ်ကို7500နှုန်းငလင်ပေးသိမ့်ပြည်သူတွေရဲ့အိုးအိမ်အစအုံတွေအတွက်တိတ်ကို7000နှုန်းနဲ့ရောင်းချပေးနေတယ်လို့ဖော်ပြထားပါတယ်ရှင်။ စစ်ကောင်စီတပ်အပြစ်ရကြောင်ကြီးညာထားတဲ့ဧပြီလ၂ရက်နေ့ကနေ၂၂ရက်နေ့အထိရက်ပေါင်း၂၀အတွင်းရခိုင်ပြည်နယ်မှာစစ်ရေးတိုက်ခိုက်မှု၄၀၉ကြိမ်ဖြစ်ခဲ့တယ်လို့အာရခတပ်တော် AA ရဲ့လူသားချင်းစာနာထောက်ထားမှုနဲ့ဖွံ့ဖြိုးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HTCO ကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ကရခိုင်ပြည်နယ်ထဲမှာကြောက်ဖြူ၊တောင်ကုန်း၊ကြောက်တော်စစ်တွေနဲ့ပေါက်တော်မြို့တွေမှာစစ်ရေးတိုက်ခိုက်မှုပေါင်း၄၀၉ကြိမ်ပြုလုပ်ခဲ့တယ်လို့ HTCO ကဖော်ပြပါတယ်။ HDC ကိုဖော်ပြတဲ့စီးရီးတိုက်ခိုက်မှုတွေကတော့တိုက်လေရင်နဲ့ဘုံကျဲတာ drone နဲ့ဘုံကျဲတာပြင်စက်တက်လေထီးနဲ့တိုက်ခိုက်တာ ရေတက်သင်းမောတွေကနေပစ်ခတ်တာနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အရသာတအူးတေဆုံးပြီး28ဦးတန်ရာရရှိခဲ့တယ်လို့ HDC ကဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာမတ်လ28ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့အင်အားကြီးငလျင်ကြောင်းပြည်သူလူထုကိုစာနာထောက်ထားသောအားဖြင့်၎င်း၊ကုညီကယ်ဆယ်ရေးနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအချိန်ဟုန်မြင့်ဆောင်ရွက်ဖို့ရည်ရွယ်၍၎င်းအပြည့်ရကာလကိုဧပြီလ23ရက်နေ့ကနေ30ရက်နေ့အထိထပ်တိုးတက်မှတ်လိုက်ကြောင်းဧပြီလ22ရက်နေ့ကထုတ်ပြန်ထားခဲ့ပါတယ်။ကနအူးမှာတော့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြည့်ရမယ်လို့ကြေညာထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့နိုင်ငံအနှံ့လေးချောင်းတိုက်ခိုက်မှုတွေနဲ့အတူစစ်ကြောင်းထိုးတာတွေလုပ်နေဆဲဖြစ်တယ်လို့ကိုယ်တိုင်ကြုံတွေ့ရသူဒေတာကန်တွေနဲ့ဒေတာအသီးသီးကတော်လိုင်းအင်အားစုတွေကပြောဆိုထားကြပါရယ်ခင်ဗျာကချင်ပြည်နယ်ဗမော်မြို့နယ်မှာဧပြီလ25ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့တိုက်ပွဲတွေတကြောပြန်ပြန်လည်ပြင်းထန်နေကြောင်းနဲ့စစ်ကောင်စီတပ်ကလေကြောင်းအုံပြတိုက်ခိုက်ကခုခံနေကြောင်း KIA ရဲ့ပြန်ကြားရေးတာဝန်ရှိသူဘုံမူကြီးနော်ဘူးရဲ့ပြောဆိုချက်ရသိရပါတယ် ဗမာမြို့မှာကျန်းရှိနေတဲ့စစ်ကောင်စီရဲ့စစ်စင်ရေးကိုကဲမူဌာနချုပ်စာကခါ27အနီးမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးဧပြီလ25ရက်နေ့မနက်ပိုင်းမှာပဲစစ်ကောင်စီတပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်၃၃ချိန်ထပ်မံပြုလုပ်ထားတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။တိုက်ပွဲကဧပြီလ25ရက်နေ့မနက်၄နာရီအချိန်ကစတင်ဖြစ်ပွားနေကမြို့မှာရှိတဲ့စကခါ27နဲ့ချင်းလင်းတရင်ခလာရ49တရင်တွေကိုတော်လိုင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဗမော်ဒေတာရင်းသတင်းတွေကိုထောက်လန်းဖော်ပြပေးနေတဲ့ဗမော်စကောက်တင်းစာမျက်နှာကလည်းဖော်ပြထားပါတယ်။ဒါအပြင်ဒီတက်စခန်းနှစ်ခုအနီးဝန်းကျင်ကိုစစ်ကောင်စီကလေကြောင်းတပ်ခိုင်းလျက်ရှိကကိုကိုတော်ရက်ကွက်မှာလေလေကြောင်းတပ်ခိုင်းမှုပြုလုပ်သွားကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိနေကြောင်းဗမော်စကောက်တင်းစာမျက်နှာကဖော်ပြထားပါတယ်။ကချင်လူလက်ရေးတပ် KIA ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဗမော်မျိုးသိန်းတိုက်ပွဲကိုဒီကနေ့2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့မနက်ပိုင်းကစတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ် လက်ရှိမှာတော့တိုက်ပွဲကာလကလီလာကျော်ကြာမြင့်လာပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့ January နဲ့ February လအတွင်းမှာဗမော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်တဲ့အမှတ်9006တန်ချက်ကတည်ရင်တင်ကားတည်ရင်အမြောက်တပ်366နဲ့ဗမော်လီစိတ်တို့ကို KIA ပူးပေါင်းတပ်တွေဘက်ကတိမ့်ပိုင်နိုင်ခဲ့ပါတယ်ဒါအပြင်တန်ချက်ကရင်ခုနှစ်စီးကိုလည်း KIA ကရရှိထားပါတယ်အဲ့နောက်ဗမော်မြို့တွင်စကခ27မှာစကောင်းစီတက်ရဲ့အင်အားအများဆုံးပူးပေါင်းကြံရှိနေတာဖြစ်တဲ့အတွက် စကားက27ကိုကရရထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။မက်စလန်တတိယပတ်အထိပုံပေါ်မှာနှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက်မက်စလန်28ရက်နေ့မှာစကိုင်းမြို့ကိုဥတီလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်ကြုံတွေ့ရတဲ့အခါဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိရပ်ပေါင်း20ကြာအပြည့်ရမယ်လို့စစ်ကောင်စီကကြေညာခဲ့ပါတယ်။ အဲ့နောက်ကရရင်ဘက်ကလည်းငလျင်ကယ်ဆယ်ရေးအတွက်စစ်ကောင်စီတပ်နီးတူဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိအပြည့်ရမယ်လို့တုံ့ပြန်ကြေညာခဲ့ပါတယ်။ဒါပေမဲ့အပြည့်ရကြေညာပြီး24နာရီမပြည့်မီမှာပဲစစ်ကောင်စီတပ်ဘက်ကကချင်ဒေသတွင်းမှာရှိတဲ့ဗမော်နဲ့အင်တော်ချီကိုလေကြောင်းပုံကျဲပြီးဝိုင်းမော်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်ဝိုင်းမော်မှာ KIA နဲ့စစ်ကောင်စီတပ်တို့ဧပြီလပထမပတ်အတွင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီတပ်ကအပြည့်ရကာလကိုဧပြီလ23ရက်နေ့ကနေ30ရက်နေ့ထိထပ်တိုးကြေညာလိုက်ကြောင်းဧပြီ22 နေ့မှာထပ်မံထုတ်ပြန်လာခဲ့ပေမဲ့ဖားကတ်မြို့ဘက်ကကာမိုင်းမြို့နဲ့အင်ဒေါ်ဂျီဘက်ကနေစစ်ကြောင်းထိုးနေတာကြောင့်ဖားကတ်မှာလည်း KIA နဲ့စစ်ကောင်စီတပ်တွေဒီကနေ့မနက်အထိတိုက်ပွဲတွေဖြစ်ပွားနေပါတယ်ရှင်။ ဆရာနာရှင်စနစ်ကိုလက်နက်ကင်ဒေါ်လာနဲ့နှွေးဦးဒေါ်လာရေးဟာလင်းနစ်ကျော်ကာလာကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ဒေါ်လာရင်းတက်ဖွဲ့တွေကလည်းတစားတစားပုံမအားကောင်းလာနေပြီးတိုင်းရင်းသားနေပြည်တော်မှာဆိုရင်ဒေါ်လာရင်းတက်ဖွဲ့တွေအကြာ ပူပေါင်းဆောင်ရွက်မှုတွေပုံမအားကောင်းလာနေပြီးမြို့တွေကိုသိမ်းပိုက်လာနိုင်နေပြီဖြစ်ပါတယ်။အညာဒေသကတော်လိုင်းတပ်ဖွဲ့တွေမှလည်းစူပေါင်းအားနဲ့မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာနိုင်တာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီစူဖွဲ့မှုတွေဟာတိုက်ပွဲတစ်ခုစစ်စင်ရေးတစ်ခုအတွက်စူးစီးနိုင်တဲ့ပုံစံမျိုးဖြစ်ပြီးရေရှည်စူဖွဲ့မှုနဲ့အမိတ်တစ်ခုတည်းအောက်ကတက်သေးပုံစံစူဖွဲ့မှုမျိုးတော့ဖြစ်မလာသေးပါဘူး။တော်လိုင်းခရီးအခုတက်ပုံမမြန်မြန်ရောက်နိုင်ဖို့ဆိုရင်ပြန်ကျဲနေတဲ့တိုင်ရင်တပ်ဖွဲ့တွေကိုစူးစီးလှုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးဆောင်ရွက်နိုင်ဖို့ဘာတွေလိုအပ်နေတာပါလဲမြင့်ညာခရအမှတ်ကိုတက်ရင်ရဲ့တက်ရင်မှုဖြစ်သူဘူမိုက်ခဲပြောတာကဘာလို့လိုလဲဆိုတော့ဖွဲ့စည်းဖို့ဘာလို့လဲဆိုတော့အစွန်းတော့ကလူပဏမကြီးကပြောနိုင်မယ်လူကြီးလူကောင်းဆန်တဲ့အစီပိုင်းတရားတော့လိုပါတယ်ကောင်းတော်ပိုင်းတရားပေါ့နော်အကြီးဆိုတာကောင်းတော်ပိုင်းတရားပေါ့မမန်ကကန်မို့နော်လုံရမှတ်ပြန်နဲ့အဲလူကြီးလူကောင်းနေလိုအပ်တယ်လို့ပဲကျွန်တော်ကပြောချင်တယ်ဒီတစ်ခုပါပဲကျန်တာတွေကမလိုအပ်ဘူးဗျဘာလို့ဆိုတော့တက်တိုင်းတက်တိုင်းမှာသူကလည်းဒီဘောတော့မဆိုးအဆိုးဘောတော့အဲဒေါ်လာကြီးစကလာနဲ့ ဆိုရင်တော့တော်တော်လေးပြည့်ပြည့်စုံစုံလေးရှိလာကြပြီတတိုင်းတတိုင်းပါပေါ့နော်အဲ့လိုမျိုးဆိုတော့တဏ္ဍာရီကပြောပြမိတဲ့ကြီးလူကောင်းလေးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဆင်ပြေပြီကအဲ့လိုမျိုးဆိုအဆင်ပြေတယ်ဘာကြောင့်လဲဆိုတော့အဲလက်နက်မလိုဘူးအင်အားမလိုဘူးအဲ့လိုမျိုးလူကြီးလူကောင်းတွေပဲလိုတာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အညာဒေသကတော်လိုင်းတက်ဖွဲ့တွေကိုတစုတစည်းနဲ့ဖြစ်အောင်ဆောင်ရွက်ရမှာစနစ်တကျလိုက်ပါဆောင်ရွက်မဲ့အဖွဲ့အစည်းတွေကိုရွေးချယ်စုစည်းသင့်ပြီးလိုက်ပါဆောင်ရွက်လိုချင်မရှိတဲ့အဖွဲ့အစည်းတွေကိုဖယ်ထုတ်ကာစုစည်းညီညွတ်တဲ့တပ်ပေါင်းစုတစ်ခုကိုဖွဲ့စည်းသင့်တယ်လို့တော်လိုင်းတက်ဖွဲ့တွေကအကြံပြုကြပါတယ်တော်လိုင်းတိုင်းတက်ဖွဲ့တွေအများစုဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံအဖွဲ့အစည်းများဖြစ်တာနဲ့အညီ တရင်တက်ဖွဲ့တွေကိုတနည်းတညွတ်တည်းစုကြည့်နိုင်ဖို့ဝင်ကြီးဌာနအနေနဲ့မြေပြင်ကွင်းဆင်းဆောင်ရွက်မှုတွေကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လှုပ်ဆောင်တင်တယ်လို့ဇီရိုပျောက်ကြားတက်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးကပြောပါတယ်။ဒါရဆော့ပြောတဲ့အဖွဲ့အစည်းတစ်ခုကသူတို့မြေပြင်ဆင်းရမှာဗျ။မြေပြင်ကပြောတဲ့စကားနဲ့နားတစ်ပေါက်ထည့်ထားလို့မရဘူး။မြေပြင်ဆင်းရမှာမြေပြင်ကထိတွေ့ရမှာဒီမှာကြောက်နေလို့မရဘူး။ဒီမှာကြောက်ရင်ဒေါ်လာရင်းမလုံနဲ့ဒါရှင်းရှင်းလေးရပဲ။ဟိုမြေပြင်မှာလည်းလူသားတွေကြီးပဲလေနော်။ဒီလူသားတွေအတွက်ကိုဒေါ်လာရင်းလုံတယ်ဆိုရင် ဒေါ်လိုင်းလုတ်တဲ့ညီသူတူဦးတယောက်မဆိုပါတော့ဘယ်တာဝန်ယူထားတာဘယ်လောက်အကြီးပိုက်တာဝန်ယူထားတာထိထိဆက်ဆံမှုကတော့ရှိပဲမတူဘူးဗျမြေပြင်ကလူတွေချင်းချင်းစကားပြောတာနဲ့အထက်ကပြောတာနဲ့မတူဘူးဘာဖြစ်သူရဲ့ပါဝါရိုးလေးတော့ရှိတာပေါ့နော်အဲ့အဲ့ပါဝါလေးသူကဟောအဲ့ဒါလေးနဲ့စီယုံရင်တော့ဖြစ်လာမယ်လို့ထင်တာပဲဒီဇုံးနေနဲ့တွားနေလို့ဟာတော့ဘယ်လိုမှအဆင်မပြေဘူးအဲ့တော့ထိထိရောက်ရောက်မြေပြင်ဆင်းပြီးတော့စီယုံလိုက်ရင်တော့ပြောင်းလဲတစ်ခုတည်းဖြစ်လာမယ်လို့ကျွန်တော်ယူဆတာပဲ အညာဒေသကတော်လိုင်းတပ်ဖွဲ့တွေကိုတစုတစည်းနဲ့မပေါင်းစုနိုင်ပါကတော်လိုင်းရှေ့ချာနေမှာဖြစ်ပြီးပြည်သူတွေမှာလည်းဆင်းရဲဒုက္ခတွေပုံမှုများပြားလာနိုင်တယ်လို့ကိုသက်ကြီးကဆိုပါတယ်။မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးဖြစ်သူဦးရီမွန်ကတော့တနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုဆင်နွှဲဖို့ပြင်ဆင်နေတယ်လို့ပြီးခဲ့တဲ့မလ25ရက်နေ့ကစစ်တပ်နှန်းဆင်ပွဲတစ်ခုမှာပြောဆိုထားပါတယ်ခင်ဗျာ။ ဧပြီလ24ရက်နေ့နဲ့25ရက်နေ့မှာစကိုင်းတိုင်းအတွင်းကမြို့နယ်၃ခုကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံအယက်သား9ဦးထပ်မံတေဆုံးခဲ့ရပါတယ်။စကိုင်းတိုင်းကနီမြို့နယ်အရှိမြောက်ချမ်းကစုလီကုန်းကြီးွာကိုစစ်ကောင်စီတပ်ကဒီကနေ့ဧပြီလ25ရက်မနက်ခွန်နာရီချိန်လောက်မှာစစ်တပ်လေးထီးနဲ့ပုံချဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအူးတေဆုံးပြီးကလင်းငယ်တအူးနဲ့အမျိုးသမီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဧပြီလ24ရက်နေ့မနက်9:00နာရီချိန်ကလည်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီး၃လုံးမှာနှလုံးကကံပြားကြီးကျေးရွာအုပ်စုရွာတော်ရွာတွင်းကလူနေအိမ်ပေါ်ကြာရောက်ပောက်ကွဲခဲ့တဲ့အတွက်ဒေသခံ၄ဦးသေဆုံးခဲ့ရပါတယ်။ဒါပြင်ဒီလက်နက်ကြီးကြီးကြောင့်ဒေါ်ဝိုင်းကြီးအသက်80ဒေါ်မိပိုင်အသက်50ကိုအောင်ကျော်အသက်50နဲ့ကိုဖြိုးဝေအသက်40ကလေးငယ်တူအပါဝင်ဒဏ်ရာရရှိသူ6ဦးရှိတယ်လို့သိရပါတယ်။ ဧပြီလ24ရက်နေ့ည7:00နာရီချိန်လောက်မှာလဲစစ်ကောင်စီတပ်ကဘူးတလင်မြို့နယ်ကျုပ်ကုန်းရွာကိုစက်တက်လေးထီးနဲ့120မမဘုံဒီကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးနဲ့အမျိုးသားတဦးတေဆုံးခဲ့ကြောင်းဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီဟာတိုင်းစစ်ဌာနချုပ်နာမခမှာစစ်အင်အားဖြည့်တင်းထားပြီးကနေရင်းမပင်ဘူးတလင်နဲ့ချောင်းမြို့နယ်တွေကိုစက်တက်လေးထီးအုံပြုလေးချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတာဖြစ်ပါတယ်။ ဧပြီလအတွင်းစစ်ကောင်စီတပ်ကကဏီမြို့နယ်ကိုချက်တိုက်လေရင်ဝိုင်းတွဲဆက်တက်လေထီဒရုန်းတွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုအကျဉ်းရေ90ခန်းအထိပြုလုပ်ထားပြီးတေဆုံးသူ3ဦးရှိကဒဏ်ရာရရှိသူဟာ9ဦးထိရှိနေပြီဖြစ်ပါရယ်ခင်ဗျာရှမ်းပြည်နယ်အရှေ့ပိုင်းတုံတာမြို့နယ်မှာခီးသက်တင်ရင်တိတ်မှောက်ကကိုဝင်ဆောင်အမျိုးသမီးတို့အပါဝင်ခီးသက်နှုတ်ထံရရရှိခဲ့တယ်လို့သတင်းရရှိပါရယ်တိုင်းတို့မြို့ကနေတောင်ကြီးမြို့ကိုပြေးဆွဲတဲ့ဒူးညင်အောင်ခီးသက်တင်ဂိတ်က ခီးတဲ့တင်ရင်အန်စာတော်အမျိုးအစားမော်တော်ယင်ကဧပြီလ24ရက်နေ့ညပိုင်းမှာတုံတာမြို့နယ်ကိုးခွေတောင်လမ်းမှာတိတ်မှောက်ခဲ့တာလို့ဒေသခံကပြောပါတယ်။ဂိတ်ကမထွက်ခွင်ကြတဲ့ကောင်ကိုရင်မောင်းကမူးနေတာဂိတ်မူးကိုပြောပြီးတော့လူလဲခိုင်းမောင်းခန့်တော့နောက်ရင်မောင်းတယောက်ထက်ထဲပေးတယ်။ဒါပေမဲ့ပန်ကျူရောက်တော့အဲ့ဒီရင်မောင်းကိုပြန်လွတ်ပြီးတော့သူ့မောင်းတဲ့အချိန်အခုလိုတိတ်မှောက်မှုဖြစ်တာပါလို့ဒေသခံကပြောပါတယ်။ ရင်တိမ်မောက်မှုမှာတစ်ပင်နဲ့ခံနေတဲ့အတွက်ကြောက်ထဲကိုကြမသွားတာဖြစ်တယ်လို့လည်းသူကပြောပါတယ်။တိမ်မောက်ခဲ့တဲ့ရမရမောင်းဖြစ်သူအပါဝင်ခီးတဲ့ရှစ်ဦးပါဝင်ပြီးတော့ရင်တိမ်မောက်မှုကြောင့်နှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရှိသူနှစ်ဦးဝန်းနဲ့တဦးကတော့ကိုဝင်တဲ့ဖြစ်တယ်လို့သိရပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်မှာတိမ်မောက်နေတဲ့ကားနဲ့ထိခိုက်ဒဏ်ရာနေတဲ့ခီးတဲ့တွေကို တွေ့ရပြီးရမောင်းပေါ်မှာဝေဖန်ပြစ်တင်ပြောဆိုနေကြတာကိုလည်းမြင်တွေ့ရပါတယ်။ ခီးသက်တဲ့ရင်တိမ်မှမှုကြောင့်ရေမော်မာလိုက်ပါလာတဲ့ခီးသက်တွေကဧပြီလ24ရက်နေ့မှာတုံတာမြို့မှာပဲညအိမ်နေထိုင်ခဲ့ရပါတယ်။ဧပြီလ25ရက်နေ့မနက်အထိရင်လိုင်းဘက်ကရင်တိမ်မှုနဲ့ပတ်သက်လို့တစုံတရာဆက်သွယ်ပြောဆိုလာတာမရှိကြောင်းခီးသက်တွေကပြောပါတယ်။ဒီရင်တိမ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ဘလို့ဆက်လက်အရေးယူဆောင်ရွက်မယ်ဆိုတာကိုတော့မြစီမကအဆုံးစမ်းနေပါတယ်။ဒူးညင်အောင် ခီးသက်တဲ့ရင်လိုင်းကရှမ်းပြည်နယ်အတွင်းမှာရှိတဲ့မြို့အများစုမှာခရီးသည်တည်ယူပို့ဆောင်ရေးပြုလုပ်ပေးနေတဲ့မော်တော်ယာဉ်လိုင်းတစ်ခုဖြစ်ပါတယ်ရှင်။ နောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ကြကြရတာပါဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝက်ကကြာတာပြင်းနေဧပြီလ24ရက်နေ့နောက်ပိုင်းမှာအပြင်းပြားလာတာကြောင့်ဆေးရုံတင်ထားတယ်လို့အစိုးရပြောရေးဆိုခွင့်ရှိသူကပြောပါရတယ်။အသက်38နှစ်အရွယ်ရှိတဲ့ပေထုံတန်ကတောက်ကြနေဧပြီလ25ရက်နေ့မှာ စစ်စစ်တာတွေပြုတ်လို့ဖို့စီစဉ်ထားတယ်လို့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်။ဝင်ကြီးချုပ်ကကမ္ဘောဒီးယားကိုနှစ်ရက်ကြာခီးစံကပြန်လာပြည်တဲ့နောက်ဖျားနာနေတာလို့ဆိုပါရယ်။တောက်ကြနေမှာပေထုံတန်တက်ရောက်မဲ့အစီအွေတွေကိုရွှေ့ဆိုင်တာဒါမှမဟုတ်အခြားသောအကြီးပိုင်းတာဝန်ရှိသူတို့ကတက်ရောက်မယ်လို့အစိုးရပြောရေးဆိုခွင့်ရှိသူကပြောပါရယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်တန်ရှင်နာဝဲရဲ့တမိဖြစ်သူပေထုံတန်းကစင်ကာပူအခြေစိုက်အွန်လိုင်းစီးပွားရေးနဲ့ဗန်နာယီနည်းပညာလုပ်ငန်းစုကြီးစီးကော်မဏီရဲ့ဥက္ကဋ္ဌခရက်ဖန်း ပြည်ထောင်ဝင်ကြီးချုပ်အောင်တိုနီဘလဲနဲ့ရဲတပ်ဖွဲ့မူဝါဒကော်မတီတို့နဲ့တွေ့ဆုံမှုအစီအစဉ်ထားတာလို့သိရပါတယ်ရှင်။ကိုဆက်လက် ပြီးတော့တိုင်းသားဒေတာတွေတက်ကသတင်းတွေတိုင်းသားတွေရဲ့အတန်းနဲ့မြင်တွေကိုပြောပြပေးမယ်။ NMG Radio အစီအစဉ်ကိုနားဆင်ကြမှာဖြစ်ပါရဲ့ရှင်။ ပါသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ April 26ရက်နေ့မနက်ပိုင်းရေဒီယိုအစီအစဉ်တွေကိုစတင်ပြီးပါပြီ။ဒီအစီအစဉ်ထဲမှာတော့ဒိုင်းသားဒေတာတွေနဲ့တော်လဟိနေမီရီတဲကသတင်းတွေအဲ့ဒီဒေတာဘက်ကပြည်သူတွေရဲ့အသံနဲ့အမြင်တွေကိုအထူးစုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။ကျွန်မအမီပါ ဒီနေ့သတင်းတွေတင်းမှာတော့ကချင်ပြည်ဗမော်နဲ့ဖကန်ဒေတာတွေမှာစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်က drone နဲ့ဘုံကြီးတိုက်ခိုက်ခဲ့လို့တပ်ကြီးပိုင်းစစ်ဆောင်မျိုးသမီးတယောက်ဒေဆုံးသွားတယ်ဆိုတာနဲ့သတင်းလောတွေတင်းမှာတော့ဒေတာတစ်ခုလုံးစစ်အာဏာရှင်ကင်းစင်သွားတဲ့မင်တမျိုးကို CDF အဖွဲ့ကလင်းနေပြည်ကာလာနောက်ပိုင်းဘာတွေဆက်လုပ်သွားမှာလဲဆိုတာတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ aku cool. သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ကချင်ပြည်ဗမော်မျိုးဘက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အပြင်ဝိုင်းမော်နဲ့ဖက်ကန့်ဒေသဘက်မှာလည်းနှစ်ဖက်ကြားစစ်ရေးတင်းမာနေပါတယ်။ဒီနေ့မနက်၄နာရီလောက်ကစပြီးတော့ဗမော်ဘက်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစက္ကခ21အပါအဝင်ဗမော်မျိုးမှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်စခန်းအလုံးကို KIA နဲ့ပူးပေါင်းအဖွဲ့တွေကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီကလည်းစက္ကခ 2021နဲ့ခလာရ49တက်ရက်ပတ်ဝန်းကျင်ကိုလီချောင်းကနေဘုံကျဲတက်ခိုက်နေတယ်လို့လက်နက်ကြီးနဲ့လည်းဇတိုက်ပစ်ခတ်နေတယ်လို့ဘမော့စကော့တင်မြဲလူမှုကွန်ရက်ဆာမျက်နှာမှာဖော်ပြထားပါတယ်အဲ့ဒီနေရာတွေမှာတင်မကပဲကချင်ပြီးဖကန်းမျိုးနယ်မှာလည်းစစ်ကောင်စီကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးနမ်မြာဆန်ခရာ ကတ်မော်ပြာအောင်တရားညီနောင်စားတဲ့ရွာ၅ရွာလောက်ကပြည်သူတွေလည်းစစ်ပေးလို့ရကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်ဖကန့်ဒေတာဘက်ကတိုက်ပွဲထဲမှာတော့စစ်ကောင်စီကအထိနာနေတယ်လို့လည်းမြေပြင်စစ်ရေးသတင်းအရင်းမြစ်တွေကဆိုပါတယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကရေနံတောင်ရွာကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့တကြီပိုင်းစစ်ရှောင်မျိုးသမီးတယောက်တေဆုံးသွားပါတယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တညာဝတီရေတပ်ဌာနချုပ်ကနေပြီးဧပြီလ24ရက်နေ့မွန်လွယ်3 နိုင်လောက်မှာရေနံတောင်ရွာတဲ့ကို drone နဲ့၃ချိန်ဘုံလာကျဲခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့အမျိုးသမီးကြီးကတော့အသက်60အရွယ်ရှိပြီဖြစ်တဲ့ကြောက်ဖြူမျိုးနယ်တဲကကလဘာရွာကနေရင်းနံတောင်ရွာကိုဆစ်ဆောင်လာတဲ့သူပဲဖြစ်ပါရဲ့ဒရုန်းနဲ့ဘုံကျဲတက်ခိုက်ခံရမှုတွေမှာတော့ဆစ်ဆောင်အမျိုးသား2ယောက်နဲ့အမျိုးသမီး1ယောက်ဒဏ်ရာရခဲ့ပြီးအဲ့ဒီထဲကအမျိုးသမီးကြီးကတော့စီးရုံကိုပို့တဲ့အချိန်လမ်းမှာပဲသေဆုံးသွားတာဖြစ်ပါရဲ့ဆစ်ကောင်စီကအပြစ်ရက်တယ်လို့ကြေညာလိုက်တဲ့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိရပောင်း20အတွင်းရခိုင်ပြည်ကိုပြစ်ခတ်တိုက်ခိုက်မှုပေါင်း အကျင့်ရေး409ကျင့်လုပ်ခဲ့တယ်လို့အရခတ်တက်တော် AA ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းရေးယုံ HDCO ကဧပြီလ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်လကုံအထီးအပြစ်ခတ်ကာလထတ်တူးထားတဲ့စစ်ကောင်စီတပ်ကကြောက်ဖြူတောင်ကုတ်ကြောက်တော်စစ်တွေနဲ့ပေါတော်မျိုးနယ်ရုပ် လေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေရေတက်စစ်သည်မောကနေပြစ်ခတ်နေမှုတွေအပြင်လက်နက်ကြီးတွေနဲ့ပါပြစ်ခတ်နေတယ်လို့ HDCO ကဆိုပါတယ်ဒီပြစ်ခတ်တိုက်ခိုက်မှုတွေတဲမှာတော့အရသာတယောက်သေဆုံးပြီး28ယောက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုထားပါတယ် AR တိုင်းငတိုင်းချောင်းမြို့ပေါ်ကလုပ်ငန်းရှင်10ယောက်ကိုအရခတ်တက်တော်နဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့နှိဆက်သူတွေကပြောပါတယ်ငတိုင်းချောင်းမြို့ပေါ်ကဆန်ပဲနဲ့အိမ်ဆောက်ပစ္စည်းပွဲရုံပိုင်း ရှင်10ရောက်ကိုအေအေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကို ထောက်ပံ့နေတဲ့ဆိုရဲဆွဆွဲချက်နဲ့ဖမ်းဆီးသွားတာဖြစ်ပြီး ဧပြီလ25ရက်နေ့အထိမိသားစုနဲ့အဆက်အသွယ်မရသေးလို့စိုးရိမ်နေကြပါရယ်ဧပြီလ20ရက်နေ့မှာသူတို့ရဲ့အိမ်တွေကလည်းအတီးတီးဖမ်းဆီးသွားတာဖြစ်ပြီးရေကြည်မျိုးမရဲစခန်းမှာစစ်ဆင်းနေတယ်ဆိုတာတော့ပဲသိရသေးတယ်လို့နီးဆက်သူတယောက်ကပြောပါရယ်အယာရီတိုင်းထဲမှာရှိတဲ့ငတိုင်းချောင်းနဲ့လေးမျက်နှာမျိုးနယ်တို့မှာအေးအေးပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့အကြတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီးစစ်ကောင်စီကကုန်တယ်ယူခွင့်ကိုကန့်သက်ထားပါရယ် ဒဝဲမြို့နယ်အရှိတော်ဒေသတွေကတောင်သုံးလုံးရွာကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အမျိုးသားတယောက်ပွဲချင်းပြီးသေဆုံးသွားပါတယ်။ဗိမ်းမြို့လေတပ်ကနေလာတဲ့ Jet Fighter ကဧပြီလ23ရက်နေ့မွန်လွဲတနားရီလောက်မှာတောင်သုံးလုံးရွာအလယ်နဲ့စတင်ကျောင်းသားကိုဘုံနှလုံးကျဲချခဲ့ပြီးစစ်တပ်နဲ့လည်းပြစ်ခတ်ခဲ့သေးတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ အခုဆက်ပြီးတော့သတင်းတော်တွေကိုတင်ဆက်ပြီးသွားမှာပါခရနီပြည်ဖဆောင်မြို့နယ်မော်ချီဒေသတဲကခဲလောက်ွက်တစ်ခုကိုစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတက်ခိုက်ခဲ့တာကြောင့်လာသားအွယ်ကလေးတယောက်အပါအဝင်အမျိုးသမီး၂ယောက်ပွဲချင်းပြီးတိတ်ဆုံသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စမိုင်းကသတင်းပေးပို့ထားပါတယ် ဧပြီလ24ရက်နေ့မနေ့ကညနေ3:00နာရီလောက်မှာဗုံးကျဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးအရက်သားပြည်သူတိခိုက်တိုက်ဆုံတင်ရန်ရရှိခဲ့ကြတဲ့အခြေအနေကိုဒီသားခဲအမျိုးသားတယောက်ကအခုလိုပြောပါဗျာအမျိုးသမီးနှစ်ယောက်ရဲ့ကလီလာတာအွယ်တယောက်သုံးသွားတယ်တိုက်ဆုံသူတွေအပြင်တိခိုက်တင်ရန်ရရှိသူတွေရှိပေမဲ့အစီရင်အတိအကျကိုမသိရသေးဘူးလို့ပြောပါတယ်ဒါပြင်မောချီတတုဆက်ယုံနဲ့ဒီသားခံတွေရဲ့နေအိမ်တလုံးထိမှန်ပြည့်စည်ခဲ့တယ်လို့ဆိုပါတယ် တိုက်ခိုက်ခံရတဲ့နေရာကတော့မော်ချီမြို့အဝင်မှာဖြစ်ပြီးစစ်ကောင်စီကပေါင်900ဘုံနဲ့လာရောက်တဲချတိုက်ခိုက်ခဲ့တာလို့နောက်ထပ်ဒေသခံအမျိုးသားတယောက်ကပြောပါတယ်ကိုကျေဝါရကမရှိအဝင်မှာမတော့မရှိဝေအမလီကေအီရာစစ်ခွေးစခန်းပေါ့မလို့အာသူသူရေချေကအဲ့မှာပေါ့ဒါမဲ့ကျေဝါရကအဲ့နဲ့ဝေတော့တော့ပေါ့ဒါမဲ့ကိုထဲလုတ်ကွဲမှာတော့ကျေဝါရကို အလားတူဧပြီလ24ရက်နေ့မနက်နှစ်နာရီခွဲလောက်မှာလဲဂရီနီပြည်မဲဆဲမြို့နယ်ထဲကနေရာတစ်ခုကိုစစ်ကောင်စီကလီကြောက်ကနေဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့မဲဆဲမြို့နယ်ထဲကဒေသခံအမျိုးသားတယောက်ကပြောပါတယ်။အခုလိုဗုံးကျဲတိုက်ခိုက်မှုတွေလုပ်နေပေမဲ့စစ်ကောင်စီဟာငလင်ဘေးကူညီကေဆယ်ရင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့နဲ့တည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုပြီးယာယီအပြည့်ရမယ်လို့ထုတ်ပြန်ထားပါတယ်။ ယာယီအပြစ်ရမယ်လို့ထုတ်ပြန်ထားပေမဲ့လည်းလီကြောင်းတိုက်ခိုက်မှု drone နဲ့ဗုံးကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေကိုစစ်ကောင်စီကပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာနှိမ့်တိုက်လှုပ်ဆောင်နေပြီးတိုက်ပွဲတွေလည်းပြင်းထန်စွာဆက်လက်ဖြစ်ပွားနေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ 2025ခုနှစ်ဧပြီလ24ရက်နေ့ဟာချင်းကာကွယ်ရေးတပ် CDF မင်းတပ်ရဲ့တော်လှန်ရေး၄နှစ်ပြည့်နှစ်ဖြစ်ပါတယ်။ຫນွေဦးတော်လှန်ရေး၄နှစ်ပြည့်မှာမင်းတပ်ဒေသတစ်ခုလုံးဆက်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ခဲ့ပါတယ်။အခုချိန်မှာ CDF မင်းတပ်အနေနဲ့ဘာတွေလှုပ်ဆောင်သွားမယ်ဆိုတာနဲ့ပတ်သက်ပြီးသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကကိုစောဘွေးကသတင်းပေးပို့ထားပါတယ်။ချင်းပြည်နယ်တစ်ခုလုံးအနေနဲ့မလွတ်မြောက်သေးတဲ့အတွက် လာမယ့်9နှစ်ပြည့်မှာချင်းပြည်နယ်တစ်ခုလုံးလွတ်မြောက်အောင်လှုပ်ဆောင်သွားမယ်လို့ချင်းကကွယ်တပ်ဖွဲ့ CDF မင်းတဲ့စီဦးစီချုပ် Slant Tan Chun Phe ကပြောပါတယ်။အပြီးလ24ရက်နေ့မနေ့ကထုတ်ပြန်ထားတဲ့ချင်းကကွယ်တပ်ဖွဲ့ CDF မင်းတဲ့ရဲ့တော်လန်ရေးလင်းနေပြီးအထိမ့်မဲ့မိဂုံရုပ်တံထဲမှာ CDF မင်းတဲ့စီဦးစီချုပ် Slant Tan Chun Phe ကထပ်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။ကျွန်တော်ရဲ့စစ်မှန်တဲ့ဒီလင်းပြည့်ဟိုအခါနာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဆက်ပြီးတော့ကျွန်တော် ဝမ်းဖြစ်ပြီမလဲကျွန်တော်ချင်းပြင်းနေတပြင်းနေလုံးလုံးမြောင်ရမယ်သူနည်းသူစော်ပဲကျွန်တော်ဒီသာတို့မှာရှိနေကြတဲ့ကျွန်တော်နဲ့ချိဆက်နေကြတဲ့ဒီဒီသာအတီးတီးမှာလဲဆရာနာရှင်စနစ်ကတည်းလော့မြောက်ပြီးတော့ကျွန်တော်အားလုံးလူချင်းတွေပိုင်းတိုင်းခုကျွန်တော်ကဖတ်တီခွင့်ပြုဝရှိတဲ့ပန်းတိုင်းကိုကျွန်တော်ဆက်ပြီးတော့ချိတက်ရအောင်ဖြစ်တယ် CDF မင်းရဲ့အနေနဲ့တော်နယ်အေးကို2022ခုနှစ်အပိလ24ရက်နေ့မှာစတင်ခဲ့ပြီး တော်လည်းနေနှစ်တာကာလအတွင်းအသက်ခံတာပြီးဆက်ခဲ့ကြတဲ့သူရဲကောင်းတွေကိုဥညွတ်ဂုံပြုတယ်လို့ CDF မင်းနဲ့စီဦးစီးချုပ်ကပြောပါတယ်။တပြည်နယ်လုံးအတိုင်းအတာနဲ့ဆရာနာရှင်အောက်ကနေလွတ်မြောက်ဆက်လက်ပြုလုပ်သွားမယ်စစ်စင်ရေးတွေနဲ့ပတ်သက်ပြီး slide tan chun pe ကအခုလိုဆက်ပြောပါတယ်။ဘာဖြစ်ဖြစ်မှာတော့ကျွန်တော်တို့ကိုချင်းကပန်းတိုင်ရောက်ဖို့အတွက်ဒီဒါမဲ့တစ်နှစ်အတွင်းမှာလည်းကြိုးစားပြီးတော့ကျွန်တော်တို့တော်လိုင်းကြီးကိုဆက်လုပ်သွားမှာဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်တို့ရဲ့အခုလက်ရှိအောင်မြင်နေတဲ့ကျွန်တော်ချင်းညီနောင်စစ်စင်ကြီးကိုလည်း ဆက်ပြီးတော့ဝိုင်းရအောင်ပြီးကြပါကျွန်တော်တို့ချင်းညီတော့ဟိုဆက်ပြီးတော့ပေါ်ဆောင်ရမယ်ဒီတင်စစ်စင်ရေးထိုနည်းတူပဲကျွန်တော်တို့ချင်းညီနဲ့တွန်းမရှိနေသေးတဲ့ဟာခါထန်တလာစသည်မြို့ကြီးလောမြောက်ရဲ့အတွက်လည်းကျွန်တော်တို့စွန်းစွန်းတော်ဘူပေါ်ဆောင်ရောက်မှာဖြစ်တယ်ချင်းပြည်နယ်တစ်ခုလုံးလွမြောက်ဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်ပြီးလက်နက်ခဲရနဲ့စာနာရိတ်ခါလိုအပ်မှုတွေကိုလည်းမိမပြည်သူတွေအနေနဲ့ဆက်ပြီးဝန်းရံပေးကြဖို့ CDF မင်းနဲ့စစ်ဦးစီးချုပ်ကမြစ်တာရက်ခန့်တောင်းဆိုထားပါဗျာ ားဆင်ခဲ့ကြရတာကတော့သတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group သတင်းဌာနကတင်ဆက်ထားတဲ့ Radio အစီအစဉ်ပဲဖြစ်ပါတယ်။အစီအစဉ်တွေကို နေ့စဉ်မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းနဲ့အစီအစဉ်ကိုဒီမှာပဲနှိမ့်ကုန်ချုပ်လိုက်ရပါတယ်ရှင်။ မြစီမာရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။မြစီမာရေဒီယိုမနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ9.43မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ16မီတာ7.5မဂါဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။